မင်္ဂလာပါတချက်တီနာဖြစ်ပါလေတချက်တီနဲ့တင်မာက Great Wellness ရဲ့ Chapter 2လေး Exercise 2.1တွက်နေတာ Number 1မှာတချက်တို့နောက်ဆုံးတစ်ပုဒ်ကြံနေတယ်ဂျီလေးကိုဒီနေ့ဆက်တွက်မှာဖြစ်ပါလေအဲ့တော့တချက်နဲ့အတူတူ လိုက်ကြည့်လိုက်အောင်နော်အဲ့ Mathematical Intention တွက်မယ်ဆိုတချက်တို့ရဲ့တွက်နေလေးတစ်ခေါက်ပြန်ရွက်မယ်အရင်ဆုံး Pattern Statement ကို B and T ပြီးရင် B1 မှန်ကြောင်းတွက်အဲ့ဒီမှာ1မှန်ကြောင်းဆိုတာဒီ Interpol G အောင်လို့ပြောထားတယ်နော် Interpol ဒီ ကန်တက်ထားတဲ့ဆိုကန်တက်ထားတဲ့အငယ်ဆုံးကနေစရမှာဖြစ်ပါတယ် natural number ဖြစ်နေရင်တော့ n ကနေ nd1 ကစမှာဖြစ်တယ်နော်ဒါကြောင့် b1 မှန်ကြောင်းပြ bk bk မှန်တယ်လို့ယူဆ bk+1 မှန်ကြောင်းပြเนาะအဲ့တော့ two step အတိုင်းသွားမယ်ဆိုတော့အရင်ဆုံးဒီချက်ကဒီမှာစာရေးထားပြီးပြီးထားလိုက်တယ်ပေါ့เนาะအရင်ဆုံး statement ကိုဘာလို့လိုက်ပြီး pn လို့ထားလိုက်တယ်အဲ့တော့သူ့ကို pn ထားပြီးပြီးဆိုရင်ဒီချက်တို့ဘာလို့ရမှာလဲ natural number ဖြစ်တဲ့အတွက် n tempo 1ကမှန်လားလို့ပါဖြစ်မှာကြည့်မှာဒါကြောင့်မလို့ for n equal to 1เนาะ n tempo 1အတွက် နောက်ဆိုဒီချရိုလက်ဟန်ဆာရဲ့ဒီနောက်ဆုံးလေးမှာမပါလို့ကြည့်လဲလာထည့်ကြည့်တယ်ဟလာเนาะဒီနေရာမှာအန်ရဲ့နေရာမှာအကျမ်းမထည့်ကြည့်လိုက်ရင်1 by 1 2 1+1 ဒါဆိုဘယ်လောက်ရလဲ1 by 2ရတယ်ဟလာ1 2 2ပေါ့เนาะအဲ့ဒါဆိုဒီမှာ1 by 1 2ဆိုတာရှေ့ဆုံးကိန်းတော့2လား2တယ်เนาะဒါကြောင့်မလို့ဒီချရိုမပါလို့လို့ရလဲကနန်းရှင်းပြစရာမလိုဘဲနဲ့တန်းအစားသွင်းရတာဖြစ်တဲ့အတွက်လက်ဟန်ဆိုင်ပေါ့เนาะ left hand side equal to the 1 by အစားအသွင်းမဲ့1 into 1 plus 1 equal to the 1 by 1 into 2เนาะအဲ့ဒါ dot product လေးเนาะ1 into 2ဒါဆိုရင် teacher တို့ရဲ့အဖြေဒီ1 into 2ဆိုတော့ဘာရမှာ1 by 2ပေါ့เนาะတခါနောက်တစ်ခု right hand side စဉ်းစားမယ်အဲ့တော့ right hand side မှာကကြတော့ teacher တို့အစားအသွင်းလိုက်ပြောကြည့်ပါဦး1 by 1 1 1เนาะအဲ့ဒါဆိုသူလဲပါပင်းရမှာလေ1.2ပဲရမယ်ဒါဆိုတီချာတို့ရဲ့ left hand side နဲ့ right hand side ပါဖြစ်သွားပြီညီသွားပြီเนาะအဲ့ကြောင့် left hand side equal to the right hand side ဖြစ်သွားပြီပေါ့เนาะကြည့်အဲ့ဒါညီသွားရင်ဘာမှန်သွားတာလဲ b1 မှန်သွားတာเนาะ for n equal to 1 a twist statement မှန်သွားတာဖြစ်တဲ့အတွက် b1 is true ပေါ့เนาะ နော် P1 is true တခါဘာဖြစ်တယ်လို့ယူဆမှာလဲ PK မှန်တယ်လို့ယူဆမှာဖြစ်တဲ့အတွက် assume that ပေါ့နော် ESS UME assume that နော်ဒီမှန်တယ်လို့ယူဆမှာလဲ PK is true လို့ယူဆမှာ နော် pk မှတ်နေအဲ့ဒါဆို pk မှတ်နေဆို that is ၎င်းဒီဘာကိုပြောတာလဲနော်ဘာကိုပြောတာလဲဆိုတော့ teacher ရဲ့ပေးထားတဲ့ statement ရဲ့အနေအရာဒီမှာဘာထည့်ပြီးပြည်လဲတာလဲခေထည့်ပြီးပြည်လဲတာဖြစ်တဲ့အတွက်ပြန်ကူးမယ်1 by 1 into 2 plus 1 by 2 into 3 plus 1 by 3 into 4 plus and so on plus 1 by k ထည့်ပြီး k 1เนาะကဲအဲ့ဒါဆိုဒီစရိညာဘက်ချမ်းမှာဘယ်လိုဖြစ်သွားမလဲ k by k 1ဒါကဘာဖြစ်ပြီးသားယူဆထားတာဖြစ်တဲ့အတွက်မှန်ပြီးသားမို့လို့ဒီစရို proof လုပ်တဲ့အခါမှာဒီဟာလေးကိုဘာလုပ်မှာလဲပြန်သုံးမှာဖြစ်တယ်เนาะကဲအဲ့ဒါဆိုရင်နောက်တစ်ချက်ကဘာဖြစ်ရမလဲ pk+1 မှန်ကြောင်းပြမှာဖြစ်တဲ့အတွက် we will show that เนาะ we will show that ဘာဖြစ်မလဲစာလေးပြောကြည့်ပါ we will show that pk plus 1 is true လို့ပြမယ်လို့ပြောတာเนาะအဲဆိုတော့ရေးပြီး we will show that p k plus 1 is true နောက်သူ့အမှန်တယ်လို့ပြမှာဖြစ်တဲ့အတွက် to prove ပေါ့เนาะ to prove တော့ true proof မှာဆိုခုနအတိုင်း statement ကိုဗာပြန်လုပ်ရမယ်တချို့ကပြန်ကူးရမှာဖြစ်တဲ့အတွက်သူရဲ့ statement လေးဒီပါလေ1 by 1 into 2 2 into 3 3 into 4ကနေ n into n plus 1ပေါ့နော်တကြီးတာနေသွားမယ်ဆိုတော့အဲ့ဒါလေးကိုပြန်ကူးရအောင်တချို့နော်1 by 1 into 2 plus 1 by 2 into 3 plus 1 by 3 into 4 plus and so on plus 1 by and into and plus 1တနေရာဒီမှာဗာထဲမှာလဲ k လာပြီးရင် k plus 1လာမှာ ဖြစ်တဲ့အတွက် k into k plus 1ပြီးရင် k plus 1 into k plus 1 plus 1ဆိုတော့ k plus 2သဘောပေါက်လားเนาะအဲ့ဒါဆိုရင်ဒီလိုအဲ့ဒါလေးပြင်ပါမယ် ဆိုတော့ n နေရာဒီမှာပါဖြစ်သွားမယ် key ဖြစ်သွားမယ်ဒါ n key အထိအရင်လာတယ် key ပြီးမှသူ့ထက်တကြီးကလာမှာဖြစ်တဲ့အတွက်ပါဖြစ်သွားမှာလဲ key plus 1အရင်လာမှာပေါ့နော် key plus 1လာမယ်ပြီးရင်ပါဖြစ်သွားမယ်1 by key plus 1ဒါကပထမတစ်ခုဒုတိယဒီ key နေရာမှာ key plus 1ဆိုရင်နောက်မှာပါပါသေးလဲ plus 1ပါသေးတဲ့အတွက် key plus 1 plus 1ဆိုတော့ပါဖြစ်သွားမှာလဲ t plus 2ပေါ့နော်ဒါကဆက်သွားတာပြီးမှ right hand side ကိုသွားမယ်အဲ့တော့ right hand side မှာကျတော့ n by n plus 1မှာ n နေရာမှာ k plus 1ဖြစ်မှာဖြစ်တဲ့အတွက် k plus 1 by k plus 1 plus 1ပေါ့နော်ဘာဖြစ်သွားမလဲဒီမှာ k plus 1 by k plus 1 plus 1เนาะဒါဆိုအဲ့ဒီ plus 1 plus 1ကခလေးတို့ဘယ်လိုလေးမြင်ရလဲ k plus 2လို့မြင်လိုက်ရင်ရတယ်เนาะကြည့်အဲ့ဒါဆိုရင်ဒီလိုအဖြေကဘယ်လိုထွက်ရရလဲ k plus 1 by k plus 2ထွက်ရရပြီပေါ့เนาะအဲ့ဆိုရင်ဒီချေဘာလုပ်မှာလဲ proof လုပ်မယ် proof ဆိုရင်ဘာပြန်လုပ်ရမယ်ပြန်ကူးမယ်เนาะအဲ့တော့ proof ဆိုရင် left hand side လေးပြန်ကူးဆိုတော့1 by 1 into 2 plus 1 by 2 into 3 plus 1 by 3 into 4 plus and so on plus 1 by k into k plus 1ပြီးရင်ပါလာမယ် k ပြီးရင်တစ်ပူလာလာမှာဖြစ်တဲ့အတွက်1 by k plus 1နောက်က k plus 2နော်โอเคအဲ့ဒါဆိုရင်တချို့တို့ဒါလေးရှင်းတော့မယ်နော်ရှင်းတော့မယ်ဆိုတော့ equal to ပေါ့ equal to ဆိုရှေ့မှာဒီလိုထုံးစံတိုင်းဘာလို့ရလဲဒီကနေ k အထိနော် k အထိဒီဘာလို့ခဲ့ပြီးသားယူဆခဲ့ပြီးသားဖြစ်တဲ့အတွက်ဒီမှာအနီခတ်ထားတာလေးကိုပြန်သုံးမယ်ပေါ့နော် assume ကဟာယူသုံးမှာဖြစ်တဲ့အတွက် k အထိကို k by k plus 1အစားတွင်းနော် k အထိကို k by k plus 1အစားတွင်းဒါဆိုရင်သူ့အစားတွင်းပြီးနောက်မှာဒီလိုဒါလေးမကြံဘူးလား Now, Ari Jana Ligu Babian Lo. Diangu. So plus one by one by k plus one, k plus two, no? k plus one, k plus two. I don't know any man to တွက်တဲ့အခါမှာဘလို့စဉ်းစားခိုင်းလဲကနန်းရှင်းတဲ့နေရာမှာဒီဘိုင်ပုံထုတ်လို့ရလားကြည်ဘိုင်ချင်ညှိရမှာလားကြည်အကျေဖြန်းရမှာလားကြည်เนาะတချို့လူဘာလုပ်လို့ရလဲဆိုတော့တင်ချာရဲ့အခြေခံသဘောတရားကိုစဉ်းစားရမှာဖြစ်တယ်ဆိုတော့အခုဒီမှာတချို့လူဘာဖြစ်လဲတူရာလေးမပါဘူးလားသူရှိမှာမြောက်ဖို့ gain into 1လေးရှိတယ်เนาะအဲ့ဒါဆိုရင် 1/ by k + 1ဒီမှာလဲ 1/ by k + 1မတူနေဘူးလား တူနေတဲ့အတွက်တချို့အဲ့ဒါလေးတူရင်မလုပ်လို့ရမယ်ဘုံထုတ်လို့ရမယ်ဒါကြောင့်တချို့1 by k plus 1လေးကိုဘုံထုတ်လိုက်တယ်ဘုံထုတ်လိုက်ရင်ဒီမှာဘာကျန်လဲ k ကျန်မယ်နော်တချို့လို့ k ကျန်မယ် plus အနောက်မှာကျတော့ဘာကျန်မလဲ1 by k plus 2ကျန်မယ်နော်ဆိုတော့1 by k plus 2ဒါဆိုရင်အခုရလာတဲ့ဒီ ქვენ တရားဟာကိုဘာလုပ်ပေးပိုင်းချီညှိပေးဆိုတော့အရှိမကျန်တာလေးက1 by k plus 1နော်အတွင်းကိုပိုင်းချင်ညှိတော့ k နဲ့ k နဲ့မြောက်တော့ k square plus 2နဲ့ k နဲ့မြောက်တော့ 2k နောက်မှာ1 by ပုံပိုင်းချီလေးရ k plus 2ဒါဆိုအပေါ်ကနှစ်ထပ်တစ်ထပ်အထပ်ရှိဆိုတော့ကြက်ချီကဖွဲเนาะစခွဲခင်ဖွဲလိုက်တော့သူကမရရသွားမလဲ k+1 the whole square ရမယ် နော်အဲ့ဒါဆို k 1 the whole square by k 1 into k 2အဲ့လိုရသွားမှာနော်အဲ့ဒါအဲ့ဒါလေးရေးမယ်ဆိုတော့ equal to section ကဘာရတယ် k 1 the whole square by k 1 into k plus 2เนาะဒါဆိုဒီချက်ရ k plus 1 2နေတဲ့တစ်ထပ်ပါဖြစ်သွားကြည်သွားတဲ့အတွက် အပေါ်မှာဗာကြံမယ်တထက်ကြံမယ် key plus 1 by အောက်ကဗာကြံမယ် key plus 2ဒါဆိုရင်ဒီချက်တို့ရဲ့တက်တိပြရမယ်ဟာညီပြီလားမညီသေးဘူးလားညီသွားပြီဒီမှာနော် key plus 1 key plus 2ထွက်ရင်ရပြီဆိုတော့ဒီ plus 2လေးကိုဘယ်လိုပြန်ဖြန့်ရေးပေးလိုက် key plus 1 plus 1လို့2ဆိုတာ1နဲ့1ပေါင်းထားတာမလားအဲ့တိုင်းပြန်ရေးပေးလိုက်ရင်ရပြီပေါ့နော် ။အဲဆိုရင်ဒီစရိုးအောက်ဆုံးအဖြေလေးဒီ therefore k plus 1 by k plus 2ဆိုတာက1 plus 1ဒါဆိုဒီစရိုးဘာပြည်လဲသွားတာလဲ p k plus 1 is true ပြည်လဲသွားပြီနော်ဒီလေတော့အပိုင်းရေးလို့ရပြီလေ the principle of mathematical induction the statement is true for all natural number n ဆိုရသွားပြီပေါ့ရမယ်နော် ကဲဟုတ်ပြီနောက်ဆိုဒီ channel video လေးဆက်ဆောင်ကြည့်ပြပါအားလုံးမင်္ဂလာပါ